သူမအကြောင်းစဉ်းစားမိတဲ့အခါတိုင်းခပြားရင်းနေပါရင်မောဘူးလားရင်းပါရင်မောတဲ့အခိုက်အတန့်တိုင်းကိုချေရတဲ့သူတွေအကြောင်းကိုစဉ်းစားမိလိုက်တဲ့အခိုက်အတန့်တွေတောင်ဖြစ်တယ်လို့ဆိုရမှာပါသူမအကြောင်းစဉ်းစားရင်လည်းရင်းပါရင်မောရတယ်လို့ကိုချေရမိပါဆွေမျိုးတွေအကြောင်းစဉ်းစားမိပြန်ရင်လည်းရင်းမောတဲ့အခိုက်အတန့်တွေနဲ့ရင်ဆိုင်ခဲ့ကြအောင်ပဲထင်ပါလိမ့်သူကဘာလို့လဲလုံပေးရမှန်းမသိတော့ဆိုတဲ့စိတ်ပြက်လက်ပြက်ဖြစ်ရတဲ့အထိချေရသူတွေနဲ့ပတ်သက်တဲ့ရင်းမောစရာပဲတော်များများဖြစ်ပေါ်ခဲ့ကြဘူးတဲ့အရာတစ်ခုလို့ဆိုရမှာပါကိုယ်ရဲ့ခရစ်စတီယာနိုရော်နယ်ဒိုဆက်ကစားမကြီးကသူချရတဲ့အခြေအူတရားနဲ့ပတ်သက်ပြီးတော့ရင်းနေပါရင်မောနေခဲ့ရတယ်လို့ သူအကြောင်းစဉ်းစားမိတဲ့ခါတိုင်းစိတ်မကောင်းတွေဖြစ်နေကြရလို့သိရပါတယ်။ဘဝမှာခြေရသူတွေကပဲနာကျင်မှုတွေပေးစွမ်းတတ်ကြသလိုခြေရသူတွေကြောင့်လည်းဝမ်းနဲ့စာဖြစ်ပျက်တွေနဲ့ရင်ဆိုင်ကြုံတွေ့စေကြတာဖြစ်ပါတယ်။ကုလေးစရော်နယ်တို့တယောက်သူခြေရတဲ့မန်ယူသင်းနဲ့ပတ်သက်ပြီးဝမ်းနဲ့နေကြရလို့စိတ်မကောင်းတွေဖြစ်နေကြရဆိုပြီးတော့အင်တာဗျူးတစ်ခုမှဖွင့်ရသွားပါတယ်။သူမအကြောင်းစဉ်းစားတိုင်းရင်မောရသလိုမျိုးမန်ယူအကြောင်းစဉ်းစားမိတဲ့ခါတိုင်းမှာစရော်နယ်တို့ကရင်းနေပါတယ်မောနေကြတာပါ။စရော်နယ်တို့အတွက်တော့မန်ချက်စတာနဲ့တင်ရအခြေဦးတယောက်လို့ပြောရင်လည်းမမားသလိုလုံးဝမေးလို့မရတဲ့ငယ်ခြေဦးတယောက်လို့ပြောရင်လည်းမှန်ပဲထင်ပါတယ်။ဘယ်နယ်ယောက်ပဲကြောက်ဘယ်နယ်ယောက်ပဲသွားသွား Manchester United တင်ကလုံးဝမေးထားလို့မရတဲ့တင်းတင်းဖြစ်တယ်လို့အောင်မြင်မှုတွေအကြောင်းပြောတဲ့အခါမှာလဲ Manchester United မပါမဖြစ်လို့ဆိုရမှာပါ။ Ronaldo က Manchester United အသင်းမှာကစားမဘွားနှစ်ကြိမ်နဲ့နှစ်လောက်ကစားခဲ့ပြီးတော့ပထမချိန်မှာကြီးမားတဲ့ဆူလာအောင်မြင်မှုနဲ့တုံးချင်းအကောင်းဆုံးဆွေးအများကြီးပိုင်ဆိုင်ခဲ့မဲ့ Ultra Foot ကိုဒုတိယချိန်ဖြစ်ပြန်လဲရောက်ရှိလာတဲ့အခါမှာတော့အစိမ်းမပြေမှုတွေနဲ့ရင်ဆိုင်သွားခဲ့တာပါ။ပြောရရင် Ronaldo ရဲ့ဒုတိယမြောက်အိမ်ပြန်ကြီးစဉ်ဟာတိတ်ချစ်လို့ပြန်လာခဲ့တဲ့လူတယောက်ကိုသစိမ်းတယောက်လိုဆက်ဆံတယ်လို့ဆက်ဆံခံခဲ့ရပြီးတော့ခွေးတစ်ကောင်လိုမောင်းထုတ်ချင်းခံခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဒီမှာဒုတိယအကြိမ်နဲ့ကစားခဲ့တဲ့ကာလာအတွင်းဆလိုနက်ဒိုဟာအရီတန်နဲ့ပြဿနာတက်ခဲ့လို့ဗီယက်စ်မော်ဂန်နဲ့အင်တာဗျူးမှာပြောခဲ့တဲ့ဇကလုံးတွေကြောင့်နောက်22ခုနှစ်မှာသူတိတ်ချစ်လို့ပြန်လာခဲ့တဲ့မန်ယူသင်းနဲ့လမ်းခွဲခဲ့ရတာဖြစ်ပါတယ်ဆလိုနက်ဒိုမှာရှိတော့နောက်ပိုင်းမှာလည်းမန်ယူသင်းဟာရုံးကန်နေခဲ့တာဖြစ်ပြီးတော့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်သားမပါဝင်ခဲ့ရင်မန်ယူသင်းလက်ရှိချင်းတွေကရင်းနှီးနယ်လူတယောက်လို့မရှိနိုင်မကယ်နိုင်ဖြစ်နေခဲ့မှာပါပြီးခဲ့တဲ့ကဆိုရင်မန်ယူသင်းဟာအဆင့်15နေရာနဲ့ရာသီသိမ်းခဲ့ရပြီးပရီးမီးယားလိသမိုင်းတစ်လျှောက်အဆိုးအဝါးဆုံးဆန်ချိန်မှတ်တမ်းတွေကိုလည်းပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ် မန်ယူတင်းနဲ့အဲ့လိုနာကြီးစရာတွေဖြစ်ပျက်တွေရှိလာခဲ့မယ်လေပေါ်တူဂီသားကြီးကတော့သူ့အသင်းဟောင်းရဲ့လက်ရှိဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေနဲ့ပတ်သက်လို့စိတ်မကောင်းဖြစ်နေရတယ်ဆိုပြီးဖွင့်ဟသွားခဲ့ပါတယ်။ BS Morgan ရဲ့ interview မှာ Ronaldo က United တင်းဟာကမ္ဘာမှာကြီးတဲ့အခမ်းအနားဆုံးကလပ်တင်းတစ်သင်းဖြစ်တယ်လို့ကျွန်တော်နှလုံးသားထဲမှာလည်းခုထိရှိနေသေးဖြစ်တာကြောင့်အသင်းကြီးပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်။လက်ရှိချိန်မှာ United တင်းဟာစနစ်ကျတဲ့ဖွဲ့စည်းတည်ဆောက်မှုမရှိပါဘူး။နာကမှာပြောင်းလဲဖြစ်လာဖို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုပြီးတော့ပြောကြားခဲ့တာဖြစ်ပါတယ်။မန်ယူတင်းဟာ Premier League နောက်ဆုံး၄ပွဲသက်ရှုံးဝန်းဖြစ်အောင်ကစားထားနိုင်ခဲ့ကြပြီးတော့ ဆိုပါလေးဘွဲမှာသုံးဘွဲနိုင်တဲ့ဘွဲတွေရလောက်ပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက် Emirates အသင်းဟာတပြေးနဲ့ပုံစံကောင်းတွေပြသလာခဲ့ပြီဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိနေခဲ့ကြရမယ်။အရင်ကမန်ယူအသင်းရဲ့ပုံစံနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့တော်တော်လေးကိုအခြေအနေကစိုးရွားနေသေးဖြစ်တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီရှိရဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျ။စုံလေးကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။